ြောတတ်လို့ရှိရင်တလောကလုံးရဲ့မျက်နှာမှုကိုရမယ်။မပြောတတ်လို့ရှိရင်တလောကလုံးရဲ့မုံတီးမှုကိုရမယ်။စကားတွေမှာအစွမ်းရှိတယ်တဲ့။ရှိတာမှနည်းနည်းနော်နော်ရှိတာမဟုတ်ဘူးအများကြီးရှိတာ။မိမိပါဇက်ကထွက်နေတဲ့စကားတွေမှာလည်းအစွမ်းရှိတယ်။မိမိရဲ့နားထဲကိုဝင်ရောက်လာတဲ့စကားသံတွေမှာလည်းပဲအစွမ်းရှိတယ်။ အစွမ်းရှိတာမှအများကြီးရှိတယ်ပြောမပြနိုင်လောက်အောင်ရှိတယ်ဆိုးတဲ့ဘက်မှာလည်းပဲအစွမ်းတတ္တိတွေအကြီးအကျယ်ရှိတယ်ကောင်းတဲ့ဘက်မှာလည်းပဲအစွမ်းတတ္တိတွေအကြီးအကျယ်ရှိတယ်ဆိုးတဲ့ဘက်မှာလည်းပဲကိုပြောလိုက်မိလို့ပြောမိမှားလိမ့်ခြင်းလို့နောင်တတွေနဲ့တွေးပြီးတော့ပူခဲ့ရတာလည်းပဲအကျဉ်းချင်းရှိခဲ့ပြီဟုတ်လားမိမိပြောလိုက်တဲ့စကားတစ်ခွန်းကြောင့် လောကီအကျိုးစီးပွားတွေဆုပ်ယုပ်သွားတာတွေလည်းကြုံဘူးကြလိမ့်မယ်တချို့ဆိုလို့ရှိရင်အသက်ဆုံးသည့်အထိစကားတခွန်းအတွက်နဲ့ပေးဆက်လိုက်ရတာမျိုးတောင်ရှိတယ်ဟုတ်လားမှန်ပါဗျာစကားတခွန်းမှားသွားတာ ਨੇ ဗမာစကားပုံလည်းရှိတယ်လေအသွားမတော်တလန်းအစားမတော်တလုတ်အပြောမတော်တော့တခွန်းလေးနဲ့ဒုက္ခရောက်တတ်တယ်မှန်ပါဗျာဟုတ်ရဲ့လား မှန်ပါဗျာအေးကိုပြောလိုက်တဲ့စကားကတကယ်ကိုပဲအကြီးကျယ်မှားယွင်းမှုတွေနဲ့ပြည်နေပြီဆိုလို့ရှိရင်တန်တရားတစ်လျှောက်လုံးလဲလိုက်ပြီးတော့ဒုက္ခပေးတဲ့တည်းဆိုးတဲ့ဘက်မှာစကားတွေက ပြောမပြနိုင်လောက်အောင်အစွမ်းတတ္တိတွေရှိနေသလိုကောင်းတဲ့ဘက်မှာလည်းပဲအစွမ်းတတ္တိတွေရှိတာပဲမေတ္တာလေးနဲ့ပြောလိုက်တည်းနုနုညံ့ညံ့တိမ်တိမ်မွေ့မွေ့ပြောတယ်အတိပဲရှိတာတွေအကျိုးရှိတာတွေကိုရွေးချယ်ပြီးတော့ပြောတယ် ြောတဲ့မပြောတဲ့အချိန်အခါကိုကြည်ပြီးတော့တကယ့်ကိုဉာဏ်ပညာလေးနဲ့စဉ်းစားချင့်ချိန်ပြီးတော့ပြောတဲ့စကားမျိုးဆိုရင် ပြောတဲ့သူမှလည်းပဲစကားကောင်းလေးအတွက်နဲ့ပီတိဖြစ်ရတယ်။ကြားတဲ့လူမှလည်းပဲနှလုံးစိတ်ဝမ်းအေးချမ်းရတယ်။စကားကောင်းပြောတတ်လို့ရှိရင်ဦးဇင်းတို့ပြောလိုက်ခြင်းမေးတယ်ဗျာ။ပြောတတ်လို့ရှိရင်တလောကလုံးရဲ့မျက်နှာမှုကိုရမယ်။ မပြောတတ်လို့ရှိရင်တလောကလုံးရဲ့မုံတီးမှုကိုရမယ်ဟုတ်လားမှန်ပါဗျာရုပ်ချောနဲ့သဘောကောင်းအပြောကောင်းတွင် အပြောကောင်းကို ပိုချစ်ကြသည်ဆိုတဲ့စကားလေးကြားဖို့တယ်မို့လားကြားပါဗျာအေးအပြောကောင်းဆိုတာနားထောင်ကောင်းအောင်ရှောက်လှဲ့ပတ်ပြီးတော့ပြောတာမျိုးကိုဆိုလိုတာမဟုတ်ဘူးမိမိသူတစ်ပါးနှစ်ဦးသားအကျိုးတရားတွေကို မထိခိုက်စေဘဲနဲ့မှန်ကန်ပြီးတော့အကျိုးရှိတဲ့စကားကို အချိန်အခါကြည်ပြီးတော့မေတ္တာတရားနဲ့နူးညံ့သိမ်မွေ့စွာ ပြောဆိုတတ်ခြင်းကိုအပြောကောင်းလို့ဆိုတာမှန်ပါဗျာဟုတ်ရလားမှန်ပါဗျာဒါဥစဉ်တော်မြတ်စွာဘုရားရဲ့အလိုတော်ကြပါပဲမှန်ကန်ပြီးတော့အကျိုးရှိတဲ့စကားကိုအချိန်အခါကြည်ပြီးတော့မေတ္တာတရားနဲ့နူးညံ့သိမ်မွေ့စွာ ပြောတတ်တာကို အပြောကောင်းလို့ဆိုတာကိုပြောလိုက်တဲ့စကားကြောင့်ကိုနောင်တရရတဲ့စကားမျိုး ကိုပြောလိုက်တဲ့စကားကြောင့်ကြားရတဲ့လူတွေစိတ်ဆင်းရဲသွားသေးတဲ့စကားမျိုးဆိုရင်ဘယ်မှာအပြောကောင်းလို့ပြောလို့ရပါမလဲမရပါဘူးခင်ဗျလောကမှာအပြောအကောင်းဆုံးပုဂ္ဂိုလ်ဟာဘယ်သူလဲလို့မေးရင်မြတ်စွာဘုရား